။ဟိုရှိရှိတော့ငါတာယာဝတီပြည်မှာတီလာမင်းကြီးအုပ်ချုပ်ပါတယ်။သူမှအရန်ကိုတန်ပါတယ်။သားတော်ခဏယောက်လဲရှိပါတဲ့။နှစ်တွေတော့ကြာတဲ့အချိန်မှာတော့မိဖုရားဟာထူးထူးခြားခြားနဲ့တမီးတော်လေးတယောက်ကိုမွေးဖွားလာတဲ့။ဒီတဲ့ရင်ကြတိုင်းပြည်တစ်ခုလုံးကလည်းပျော်ရွှင်နေကြပါတယ်။နောက်ဆုံးတော့ငါတို့နန်းတော်မှာမင်းသမီးလေးမွေးဖွားလာပြီဒီကလေးမလေးဟာငါတို့မိသားစုရဲ့အသက်ပဲဖြစ်လိမ့်မယ် ုတ်ပါတယ်အရှင်မင်းကြီးဒီပျော်ရွှင်မှုကိုရဖို့ကျမတို့အချိန်တွေတော်တော်ကြာကြာကြီးစောင့်နေရပါတယ်ခမဲတော့ကျွန်တော်တို့ရဲ့ညီမလေးပဲကျွန်တော်တို့သူ့ကိုအသက်ထပ်ပို့ပြီးတော့ချစ်ပေးချင်ပါပါဟုတ်ပါတယ်သူ့ကိုကျွန်တော်တို့လက်ထဲမှာပြည့်စုံဆောင်ရှောက်ပြီးတော့တည်တည်ကြာကြာလေးကြီးပြင်းစေရပါမယ်ဘာမှစိတ်မပူနဲ့ခမဲတော့သူ့ကိုတယောက်ယောက်ကထိခိုက်ဖို့ကြံရင်ကျွန်တော်တို့ကအဲ့ဒီလူကိုအပြစ်ပေးမယ် ဒီလိုနဲ့အချိန်တွေကုန်သွားတယ်။မင်းသမီးလေးကအခုဆို အသက်20ပြည့်ပါပြီ။အကိုခုနှစ်ယောက်ကလည်းသူ့ကိုအရန်ကိုချစ်ပါတဲ့။ဒါပေမဲ့နန်းတော်မှာမမြင်ရတဲ့ကန့်ဆိုးမှုကြီးတစ်ခုကတကားခေါက်လာပါတယ်။အချို့လူတွေကဘရင်မိသားစုရဲ့ချစ်ခြင်းကိုကြည်မရဖြစ်နေကြတယ်။အထူးသဖြင့်အမတ်ဟောင်းတဦးပေါ့။သူကအမြဲတမ်းဘရင်ကြီးပေါ်လှုပ်ကြံလေးရှိပါတယ်။ဘရင်ကြီးခမရ မင်းသမီးကမကောင်းပါဘူး။သူ့မွေးလာတဲ့ဟာတိုင်းပြည်မှာအပြည့်အပြည့်မျိုးမျိုးဖြစ်လာပါတယ်။သူ့ကိုသာအရင်တိုင်းရင် သူကတိုင်းပြည်တစ်ခုလုံးကိုဒုက္ခတွေ့စေပါလိမ့်မယ်။ဟေးဘာရီပြောနေရလဲအမတ်ကြီး။ငါသမီးကမကောင်းဘူး။ဟုတ်လား။ငါသမီးကငါတို့ရဲ့အသက်ပဲဖြစ်တယ်။ဘယင်ကြီးဒါကျွန်တော်တယောက်တည်းရဲ့အမြင်မဟုတ်ပါဘူး။ပြည်သူပြည်သားတွေတော်တော်များများလဲဒီလိုပဲခံယူကြပါရဲ့။ အဲ့ဒီမင်းသမီးလေးမွေးလာတဲ့ကတိုင်းပြည်ထဲမှာရေခမ်းကြောက်တာယောဂကူးစက်တာတွေဖြစ်လာပါတယ်။ဒါအမှန်တရားဖြစ်နိုင်လို့လား။အရှင်မင်းကြီးရှင်ကလည်းဒီလိုမျိုးစကားတွေကိုယုံတော့မလို့လား။သူကကျမတို့ရဲ့သမီးလေးဖြစ်တယ်။ကျမတို့ရဲ့ကံကောင်းမှုလေးလည်းဖြစ်တယ်လေ။ကောင်းပါပြီအရှင်မင်းကြီး။ကျွန်တော်စကားကိုမယုံရင်ကြိုက်တဲ့အနာကဟောတဲ့စရာကိုခေါင်းမီးကြည့်လို့ရပါတယ်။ သူကပဲအမှန်တရားကို ပြောပြပါလိမ့်မယ်။ဘယင်ကြီးဟာအနာဂတ်ကိုဟောတဲ့နာမည်ကြီးသူတရားကိုခေါ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်မင်းသားလေး900လုံးကမကြည်မနက်ဖြစ်ကုန်ပါတယ်။သူတို့ချေရတဲ့ညီမလေးတို့အခက်ခဲတွေဖြစ်လာမှာကိုလည်းစိုးရိမ်ကြပါတယ်။ဒီအမတ်ကိုလုံးဝမယုံဘူး။သူကတခခုကြံစီနေတာပဲဖြစ်ရမယ်။ဟုတ်တယ်။ငါတို့ညီမလေးကိုစောင့်ရှောက်ရမယ်။ ရပ်ပိုင်းလေးအတွင်းမှာပဲနာမည်ကြီးအနာဂတ်ဟောသူတရားရောက်လာပါတယ်။ဆံမာထဲမှာဘယင်ကြီးမိဖုရားကြီး မင်းသားလေး900ယောက်လုံးနဲ့အခြားသူတွေလည်းရှိပါတယ်။နန်းတွင်ရဲ့အခြေအနေကတော့လုံးဝကိုငြိမ်သက်နေပါတယ်။ဘယင်ကြီး ကျွန်တော်သမီးလေးရဲ့ဇာတာကို လေ့လာပြီးပါပြီ။ဒါဖြင့်ငါသမီးလေးကသူ့မွေးထဲကတိုင်းပြည်ကို အခက်တွေ့စေတယ်ဆိုတာဟုတ်သလား။ဘယင်ကြီး ကျွန်တော်ဒီလိုပြောရတာစိတ်မကောင်းပါဘူး။မင်းသမီးလေးရဲ့ကံစားတာမှာကြောက်စရာကောင်းတဲ့ဖြက်စီးခြင်းတွေပါလာပါတယ်။သူသာအသက်ရှင်နေရင်ခုနှစ်နှစ်အတွင်းမင်းသားခုနှစ်ယောက်လုံးရဲ့အသက်ကတေပါလိမ့်မယ်။မဖြစ်နိုင်ဘူး။ကျမသမီးလေးကအရန်ကို အပြစ်ကင်းစင်တာ။ဒါကဘလို့ဟောကြားချက်ကြီးလဲ။ဒါတော့လည်းမယုံဘူး။ဒါကအလေအညာတွေပဲဖြစ်မှာပါ။ကျွန်တော်ညီမကိုဘာမှမဖြစ်စေရဘူး။ဘယင်ကြီး အခုတော့အနာကဟောသူကပါ ပြောနေပြီမလားဘယင်ကြီးဆုံးဖြတ်ချက်တခုခုအမြန်မချရင်တော့တိုင်းပြည်ကဒုက္ခတွေရဲ့ရောက်ကုန်တော့မယ်ဒါပေမဲ့ငါသမီးကိုငါဘယ်လိုစွန့်လို့ရမလဲဒါတော့ဘယင်ကြီးကပဲတိုင်းပြည်ကိုကာကွယ်မလားသမီးကိုပဲအသက်ရှင်စေမလားဆုံးဖြတ်နိုင်ပါတယ်နောက်ပြီးတော့မင်းသား9ယောက်လုံးကို အဆုံးရှုံးခံနိုင်မလားဒါဟာဘယင်ကြီးရဲ့လက်ထဲမှာပဲရှိပါတယ် ဘယင်ကြီးကအတွေးများစွာနဲ့အခက်တွေ့နေပါပြီ။သူကသူ့သမီးကိုလည်းအယမ်းချစ်ပါတယ်။ဒါပေမဲ့တိုင်းပြည်နဲ့တားတော်တွေကိုကာကွယ်ဖို့ကလည်းလိုအပ်ပါသေးတယ်။မင်းသားခုနှစ်ယောက်ကလည်းဒီမတရားမှုကိုလက်မခံနိုင်ဖြစ်နေကြပါတယ်။ကျွန်တော်တို့ဒါကိုလက်မခံနိုင်ဘူး။ကျွန်တော်တို့ညီမလေးကိုလုံးဝမထိစေရဘူး။တရားယောက်ကသူ့ကိုဒီလိုစဉ်းစားရင်ကျွန်တော်တို့နဲ့အရင်ဆုံးတိုက်ခိုက်ရပါလိမ့်မယ်။ဘယင်ကြီးကျွန်တော်မျိုးအကြံပေးရရင်တော့ ဒီကလေးမလေးကို တော်ထဲမှာပဲလှုပ်ပေးလိုက်ပါ။အိုးမဖြစ်နိုင်ပါဘူး။ကျမသမီးကိုတော့မဆွတ်လွတ်နိုင်ဘူးနော်။မဲတော့တိုင်းပြည်အတွက်လည်းစဉ်းစားရအောင်မယ်လေ။တစ်ဖက်မှာတော့တိုင်းပြည်နဲ့သားတွေရှိနေခဲ့တယ်။တစ်ဖက်မှာကသမီးတော့ဘရင်ကြီးကအတွေးများပြီးတော့တညာလုံးအိတ်မပြောခဲ့ပါဘူး။နောက်တနေ့မနက်ခန်းမှာမှငါငါသမီးကိုမဆွတ်လွတ်နိုင်ဘူး။ ။ဘယင်ကြီးဆုံးဖြတ်ချက်မချနိုင်ရင်တော့တိုင်းပြည်ပြက်လာမှာကိုပဲစောင့်ကြည့်လိုက်ပါတော့။အရှင်မင်းကြီးဒီလိုတော့မလုပ်ပါနဲ့။ကျမတို့သမီးကအပြစ်ကင်းစင်ပါတယ်။ကျွန်တော်တို့ညီမကိုတော်လဲတော့မလွတ်နိုင်ဘူးခမဲတော်။အား900ကိုဆုံးရှုံးနိုင်တဲ့ဆုံးဖြတ်ချက်လဲခမဲတော်မခံယူနိုင်ဘူးကွယ်။ဘီဂျီရဲ့အခက်တွေ့နေတဲ့အခြေအနေကိုအမတ်ကြီးကအခွင့်ကောင်းယူပြီးတော့ပြည်သူပြည်သားတွေစီကိုဘီဂျီဟာတိုင်းပြည်အကျိုးအတွက် မင်းသမီးကိုစွန့်လွတ်မယ်လို့တရင်လွတ်လိုက်ပါတည်းကျွန်တော်တို့ညီမလေးကိုနန်းတော်ကနေအဝေးကိုပို့ရင်ကျွန်တော်တို့လည်းသူနဲ့အတူလိုက်သွားမယ်မရဘူးငါသားတွေကိုတော့အဆုံးရှုံးမခံနိုင်ဘူးဒါဆိုရင်တော့ဆုံးဖြတ်ရမှာကရှင်းရှင်းလေးပါကျွန်တော်တို့အားလုံးအတူတူနေရရင်နေမယ်မဟုတ်ရင်တော့ဘယ်သူမှမနေနိုင်ဘူးမင်းသား900လုံးရဲ့အချစ်ကိုမြင်ပြီးတော့အားလုံးကဝမ်းသာနေကြပါရဲ့ ငါသူ့တေးတာကိုမကြည့်နိုင်ဘူးသူ့ကိုတော်ရင်းမှာပဲလွတ်လိုက်ကြပါတော့အရှင်မင်းကြီးဒါကမတရားဘူးလေဘယင်ကြီးကတော့တိုင်းပြည်အတွက်စိတ်ပူနေခဲ့ပါတယ်မင်းသမီးလေးကိုနန်းတော်နဲ့ဝေးရရက်ကိုပို့ဖို့အမိန်ပေးလိုက်တဲ့ဒီလိုသာဆိုရင်ညီမလေးကိုတယောက်တည်းမဖြစ်စေရဘူးဟုတ်တယ်ငါတို့လည်းနန်းတော်ကနေထွက်မယ်ဘယင်ကြီးရဲ့အမိန်ကြောင့်နန်းမင်းတစ်ခုလုံးတိတ်ဆိတ်နေပါတယ်ဘယင်မကြီးကငုံနေပြီးတော့ မင်းသား900လုံးကဒေါသထွက်နေကြတယ်။နောက်တနေ့မနက်မှာမင်းသမီးလေးကိုတော်ရဲပို့ဖို့အသင်ပြနေကြတယ်။မသမီးလေးမှာဘာများလုံးပြီလို့ဒီလိုအပြစ်ဒဏ်ခံနေရတာလဲ။မဲတော့ကျွန်တော်တို့သူ့ကိုတယောက်တည်းမထားပါဘူး။ငါလည်းသူ့ကိုမဆုံးရှုံးချင်ပါဘူး။ဒါပေမဲ့တိုင်းပြည်အတွက်ကဒါဝန်လုပ်ဖို့လိုအပ်နေတယ်။မှန်ပါတယ်။ဘယင်ကြီးဆုံးဖြတ်တာမှန်ပါတယ်။ မင်းသမီးလေးကိုလူသိမ့်မရှိတဲ့ဒေါနတ်ထဲကိုလွတ်လိုက်ပါတယ်။ဘရင်တပ်သားတွေပြန်သွားတဲ့အချိန်မင်းသားလေးခုနှစ်ယောက်လုံးကအဲ့ဒီမှာပဲနေခဲ့ကြပါတယ်။ငါတို့ညီမကိုစွန့်လွတ်လိုက်မှာတော့ငါတို့လည်းတိုင်းပြည်ရဲ့ပြန်မသွားတော့ညီကိုခုနှစ်ယောက်လုံးညီမလေးနဲ့အတူဒေါနတ်ထဲမှာနေကြပါတယ်။သူတို့ကတဲ့ရင်တစ်ခုဆောက်လုပ်ပြီးတော့နေကြတဲ့သူတို့ဟာညီမလေးအတွက်အမဲလိုက်အစာရီစုဆောင်ပြီးတော့သူမကိုကဝေကြပါတယ်။ဒီလိုပဲဆက်သွားရင်လည်း မင်းသမီးလေးကတဖြည်းဖြည်းကြီးလာတာပေါ့ဒါပေမဲ့ဒီတော့တဲမှာတော့သူတို့မကြခင်ရင်ဆိုင်ရမယ့်ထိမ့်လန့်စရာတွေနစ်မြုပ်နေရပါတယ်တောင်းနဲ့ရဲ့အပင်ကြီးအောင်မှာအိမ်ဆောက်ပြီးတော့အားလုံးတူတူနေကြရင်နေ့ရက်တွေကုံဆုံးပြီးတော့မင်းသမီးလေးက အခုဆိုရင်ရင်းချက်ပြီးတော့လှပတဲ့မိမပြိုလေးဖြစ်လာခဲ့ပါပြီညီကိုခုနှစ်ယောက်လုံးက သူမကိုလိုလီသေးမရှိအောင်ထားပါတယ်တရက်တော့ညီကိုအားလုံးအစာရှာထွက်တဲ့အချိန် မင်းသမီးလေးကတဲ့ရင်ပြင်ပတ်မှာရှိနေခဲ့ပါတယ်။ရုတ်တရက်အပင်ရဲ့အနောက်ကနေထူးဆန်းတဲ့ဘွားကြီးထွက်လာပါတည်း။သမီးကဘာလို့လဲ။ဘာလို့ဒီတော့နဲ့ကြီးရဲ့မှာတယောက်တည်းနေနေတာလဲ။သမီးတယောက်တည်းမဟုတ်ပါဘူး။သမီးနဲ့အတူအခုခဏယောက်လဲအတူတူနေပါတယ်။ကောင်းပါတယ်။ဒါပေမဲ့ဒီတော့ကကြောက်ဖို့ကောင်းပြီးတော့အနည်းရရှိရဲဆိုတာရောသိရလား။ဟောဒီမှာဒူးဆန်းတဲ့အဖြစ်အပျက်တွေများစွာဖြစ်လေရှိတယ်။ ဘလို့အဖြစ်ပြက်တွေလဲအမေကြီးဒီနားမှာကျိန်စာတင့်နေတဲ့ချောင်းကြီးရှိတယ်အဲ့ဒီချောင်းကြီးကိုတာမီသူတိုင်းကကြောက်စရာကောင်းတဲ့ဘလူးကြီးပုံစံပြောင်းသွားကြတယ်မင်းသမီးလေးကဒီစကားကိုကြားပြီးတော့စိုးရိမ်သွားတယ်သူမကအကိုဒီကိုတတိပေးချင်ခဲ့တယ်ဒါပေမဲ့နောက်ကျသွားမှန်းသူပဲသိပါမလဲတော်ရင်မှာညီကို900လုံးတစ်ပတ်စီမှအစာရှာနေကြတယ်အဲ့ဒီချိန်အကိုတယောက်က အဖွားကိုပြောတဲ့ချောင်းကိုတွေ့သွားပါတယ်။သူဟာရေစာနေတော့ဘာမှမတွေးနိုင်ပဲနဲ့ရေကိုတောင်းလိုက်ပါတဲ့။ရုတ်တရက်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာသူ့ဆန်းတဲ့ပြောင်းလဲမှုကိုခံစားလိုက်ရတယ်။မျက်လုံးကလည်းနှီးရဲလာတယ်။တစ်ခဏအတွင်းမှာပဲသူကကြောက်စရာကောင်းတဲ့ဘလူးကြီးပုံစံကို ပြောင်းသွားပါတယ်။အကိုအကိုဘာဖြစ်တာလဲ။ဒါပေမဲ့သူ့အကိုကလူအသိစိတ်မရှိတော့ပါဘူး။ သူဟာဘလူးကြီးဖြစ်သွားပါပြီ။၆ရက်ကြိမ်စာသင့်ရီကသူ့ရဲ့အစွမ်းလေးပြလာပါတယ်။အကိုတယောက်ကဘလူးဖြစ်သွားပါပြီ။သူ့ရဲ့တန်ကတောတခုလုံးကို ဖုံးလွှမ်းသွားပါတယ်။ဂျန်နဲ့၆ရက်ကလည်းကြောက်ပြီးတော့ရက်ကြည့်နေကြတာပေါ့။အကိုဘလူးဖြစ်တာလဲ။ဖိုက်စားတယ်။ငါရဲ့ဖိုက်ရမ်းစားတယ်။သူ့ရဲ့တန်ကလူတန်လို့မဟုတ်တော့ပါဘူး။သူ့မျက်လုံးထဲမှာမှတ်မိနေတဲ့ပုံစံလေးမရှိတော့ပါဘူး။ သူကသူ့ညီလေးဘက်ကိုတွေ့သွားပါတယ်။ညီလေးတို့ငါတို့ဒီကနေပြေးရတော့မေး။အားလုံးကနောက်ဆုတ်ကြပါရဲ့။အဲ့ဒီချိန်အငယ်ဆုံးညီလေးက၆ရက်ကိုကြည့်မိပါတယ်။သူဟာအယမ်းကိုရေစားနေပါတယ်။သူ့အကိုကတခခုကြုံလိုက်ရတယ်။ဒါဟာ၆ရက်ကြောင်ဖြစ်နိုင်တယ်ဆိုတာကိုလည်းယိမ့်မိနေပါတယ်။ငါရဲ့အကိုလေးနောက်ထပ်မမဟုတ်ငါကတက်တည်ပြပေးရမယ်။ ဒီလိုပြောပြီးတော့သူက6ရင်ကိုတောက်လိုက်ပါတယ်။ခဏလေးနေတော့သူ့ခန္ဓာကိုယ်ထဲမှာထိတ်လန့်စရာကောင်းတဲ့ပြောင်းလဲမှုတွေဖြစ်လာပြန်တယ်။သူဟာလည်းကြောက်စရာကောင်းတဲ့ဘလူးကြီးပုံစံကိုပြောင်းသွားပါရော။ဒါမဖြစ်နိုင်ဘူး။ငါရဲ့ကိုယ်ဒီဘလူးဖြစ်ကြတာလေ။ညီကို9ရောက်စလုံးနောက်ဆူကြပါတယ်။ဒါပေမဲ့ဘလူးနှစ်ကောင်လုံးစီကအလင်းတွေထွက်လာတယ်။အဲ့ဒီလင်းကကျန်တဲ့သူတွေကိုထိတာနဲ့သူတို့လည်းဘလူးပုံစံပြောင်းသွားကြတဲ့။ သူတို့အားလုံးလူသည်စိတ်ပျောက်သွားတယ်။သူတို့ဟာသွေးစာနေတဲ့မိစ္ဆာအတွင်ကို ပြောင်းသွားပါတယ်။မင်းသမီးလေးကတော့တိတ်နေမှာပဲစောင့်နေခဲ့ပါတည်း။ငါရဲ့ကိုယ်ကြီးဘာလို့အခုထိမလာသေးပါလဲ။အဲဒီချိန်တော့ထဲမှာကြောက်စရာကောင်းတဲ့အော်တန်ကြီးကိုကြားရတယ်။မင်းသမီးလေးလည်းကြောက်ရွံ့ပြီးတော့နှလုံးခုန်တဲ့နေရာကိုမြန်လာပါတည်း။ဒီမှာကတိတ်ရင်ပြင်ဘက်ကိုထွက်ကြည့်လိုက်တယ်။အဲဒီချိန်ခြုံတွေကလှုပ်ရှားလာပြီးတော့ ူရဲ့အကိုတွေပြန်လာနေတာကို တွေ့လိုက်ရတယ်။ဒါပေမဲ့သူတို့ပုံစံကအရင်လိုမျိုးမရှိတော့ပါဘူး။သူတို့မျက်လုံးထဲမှာထူးဆန်းတဲ့အလင်းတွေထွက်လာပြီးတော့ခန္ဓာကိုယ်ကလည်းအယောင်တွေထွက်နေပါတယ်။အကိုအကိုတို့နေကောင်းလား။ဘိုက်စားတယ်။ဘိုက်ရဲ့ဘိုက်ရမ်းစားတယ်။မင်းသမီးလေးဟာတခခုမှားနေပြီဆိုတာကို သိလိုက်တယ်။ဒါကသူ့အကိုတွေတော့ဟုတ်တယ်။ ဒါပေမဲ့အရင်လိုလူတွေတော့မဟုတ်တော့မှန်းသူမကတီးလိုက်တဲ့။အကုံလုံးအကုံလုံးကဘာဖြစ်သွားတာလဲ။အသားလိုချင်တယ်။လက်ဆက်တဲ့အသားတွေလိုချင်တယ်။ဒီလေးဟာမျက်ရည်လေးဝဲလာပါတယ်။သူ့ကိုယ်လေးမှတ်ညံဆုံးရှုံးသွားပြီဆိုတာလဲနားလေလိုက်တယ်။သူမကတပြေးပြေးချင်းနောက်ဆုတ်တယ်။မဖြစ်နိုင်ဘူး။ရှင်တို့ကကျမအကိုတွေလေးရှင်တို့ကျမကိုထိခိုက်အောင်မလုပ်ဘူးမလား။ဒါပေမဲ့အခုသူတို့ဟာ အရင်လိုအခုတွေမဟုတ်တော့ပါဘူးစင်စာတက်နေတဲ့ဘလူးတွေဖြစ်နေပါတယ်သူတို့ရဲ့မေတ္တာနဲ့အတီတရားကတနည်းအားမှာပျောက်ကွယ်သွားပါပြီရုတ်တရက်အကြီးဆုံးဘလူးအကိုကြီးကမင်းသမီးပြတ်ကိုတိုးလာပါတယ်မင်းသမီးလေးကလည်းကြောက်လွန်းလို့နောက်ဆုတ်နေတော့တာပေါ့အဲ့ဒီအချိန်အတွဲမှာထူးဆန်းတဲ့အတန်ကြီးထွက်လာတယ်အားလုံးရွက်လိုက်ကြစမ်းတော့တစ်ခုလုံးအလင်းကြောင့်ဒိန်လင်းနေပါတယ် ။ဤကို900လုံးကလည်းရက်နေတဲ့။သူတို့ခန္ဓာကိုယ်တွေတုံရင်လာတယ်။အစွမ်းတစ်ခုကသူတို့ကိုတားနေတယ်လို့မျိုးခံစားရပါတယ်။အဲဒီအလင်းနှန်းတွေကြားကဘုံကြီးတစ်ပါးထွက်ပေါ်လာတယ်။သူ့မျက်လုံးထဲမှာအလင်းတစ်ခုရှိပြီးတော့လက်ထဲမှာလည်းသုံးခွကိုခြင်ထားပါတယ်။ရွှေလိုက်ကြ။ဒါကမင်းတို့ညီမလေးမမတ်မိကြအောင်လားမင်းတို့ကို့ညီမကိုကိုယ်တိုင်တတ်တော့မလို့လားဘိုက်စားတယ်ကျွန်တော်ဘိုက်ရန်ကိုစားနေတယ် ဒါဘိုက်စာတာမဟုတ်ဘူးကျင်းစာရဲ့အစွမ်းအာနိသင်ပြနေတာမင်းတို့အားလုံးကျင်းစာတင့်နေတဲ့ချောင်းရီကိုတောက်လိုက်လို့အခုလိုဘလူးကြီးတွေဖြစ်နေတာဘုံဘုံတမိကိုတွေကိုကဲပေးပါဒီချောင်းကို မိစာမတစ်ကောင်က အုပ်ချုပ်ခဲ့တယ်သူ့ကျင်းစာကြောင့်ချောင်းရီကိုတောက်တဲ့သူတိုင်းမိစာအတွင် ပြောင်းသွားကြတယ်ဒါပေမဲ့ဒီကျင်းစာကဖျက်လို့ရပါတယ်ဒါဖြင့်ဘလူးဖျက်ရမလဲဒီအတွက်မင်းက မင်းရဲ့ကိုရဲ့အသိစိတ်ကိုနှိုးပေးရမယ်။သူတို့ကအသိစိတ်ကိုပြန်ကတ်နိုင်ရင်ဒီချိန်သာကနေလွတ်မြောက်ပါပြီ။ပုံပုံစကားကိုကြားပြီးတော့မင်းသမီးလေးကရှေ့ဆက်တိုးပါရင်ကြောက်ကြောက်နဲ့အကြီးဆုံးအကိုစီကိုတွားလိုက်တဲ့။အကိုကြီး၊သမီးကအကိုကြီးရဲ့အငယ်ဆုံးညီမလေးလေးမှတ်မှတ်မိတော့ဘူးလား။ဟေးညီမလေးလား။သူ့ရဲ့စိတ်ထဲမှာတခခုလှုပ်လှုပ်ရှားရှားခံစားရတယ်။ မျက်လုံးတွေလည်းလှုပ်လာပါတယ်။နောက်အကိုတရားကလည်းအောင်ရင်နဲ့ထွက်လာပြန်တယ်။ဘုံဘုံကချက်ချင်းဂါရာကိုရွတ်တဲ့။သုံးခွာရဲကဒူးဆန်းတဲ့အလင်းတွေထွက်လာပြန်ပါတယ်။မင်းတို့တွေသုံးခွာဆန်းကိုမမေ့ကြနဲ့။အခုအားလုံးကမင်းသမီးလက်ထဲမှာပဲရှိပါတော့တယ်။ဒီအလင်းရောင်ကအရက်လေးမျက်နှာလုံးမှာပြန့်နှံ့နေတယ်။ဒီကိုခုနှစ်ယောက်လုံးကဘလူးပုံစံနဲ့ရက်နေကြပြီးတော့သူတို့မျက်လုံးကနီးရဲနေပါတယ် သူတို့ရဲ့တရောင်းတနေရမှာတော့လူသိစိတ်နဲနဲလေးကြက်နေပါသေးတယ်။အကိုညီမလေးကိုမေ့နေပြီလား။အကိုအကြီးဆုံးရဲ့မျက်လုံးထဲမှာလှုပ်ရှားမှုတွေဖြစ်နေတယ်။သူကခဏလေးအသိစိတ်ဝင်လာပြီးတော့မိစာရဲ့စိတ်ကပြန်ပြီးတော့အနိုင်ယူသွားပြန်ပါတယ်။ငါငါဘာလုပ်လဲ။မင်းတို့တွေကိုယ်ခန္ဓာကိုယ်တွေက မိစာစိတ်ကို အနိုင်ယူနိုင်မှဒီချိန်ခါကနေလွတ်တော်မှာကျွန်တော်တို့ကဘလူးတွေလေ။ ျွန်တော်တို့အသားကိုပဲလုံးကျင်နေသူကမင်းသမီးဘက်ကိုသွားနေပါတယ်ဒါပေမဲ့မင်းသမီးလေးကလည်းလုံးဝမကြောက်ဘဲနဲ့ရက်နေခဲ့တယ်ရှင်ကကျမရဲ့အကူပါမင်းသမီးလေးကသူ့အကူကိုထိလိုက်တာနဲ့ခန္ဓာကိုယ်ကတုံ့ရင်လာတယ်မျက်လုံးအနီအောင်ကလည်းပြောင်းသွားတယ်ခဏအတွင်းမှာပဲနှခုပုံစံတိုင်းပြင်ဖြစ်သွားတော့တယ်ငါငါပြန်ရပြီငါရဲ့နှခုမူလဘဝပြန်ရပြီ ဒါကိုမြင်ပြီးတော့ကျန်တဲ့အကိုတွေကဒေါသထွက်လာတယ်။ဒါပေမဲ့ဘုံဘုံက သူ့ရဲ့သုံးခါနဲ့မြေကြီးကိုထိုးလိုက်ပါတယ်။အဲဒါကြောင့်အရက်လေးမျက်နှာလုံးအလေးရောင်တွေထွက်လာပြန်တယ်။မြေတားရဲ့စွမ်းအားကဘလောက်ကြီးလဲဆိုတာကြည့်လိုက်ကြစမ်း။အကိုတို့ညီမလေးစီကိုလာကြပါဦး။မင်းသမီးလေးဟာသူ့အကိုတွေကိုထိလိုက်ပါတယ်။သူထိလိုက်တိုင်းသူ့ရဲ့အကိုတွေကပုံမှန်ပြန်ဖြစ်သွားတယ်။ နောက်ဆုံးမှာတော့အကိုခဏရလုံးကငကူမူလာပုံစံအတိုင်းဖြစ်သွားပြန်ပါတယ်။သူတို့ဟာအခုဆိုရင် အရင်လိုတိမ်မွေးတဲ့မင်းသားလေးကိုယ့်ရဲ့ညီမလေးကိုအယမ်းချစ်တဲ့အကိုကြီးပြန်ဖြစ်သွားကြပါပြီ။ညီမလေးငါတို့ကိုခွင့်လွှတ်ပါ။ရပါတယ်ကိုလိုရဲ့ဘာမှမဖြစ်ပါဘူး။အခုညီမလေးတို့တွေအားလုံးအတူတူရှိနေပြီလေ။ဒီเจ้าကအခုလဲစိတ်စားတင့်နေတော့မယ်။ဒါကိုဒါမဖြတ်စည်းနိုင်ရင် နောက်လူတွေလည်းကြိမ်ကြာမိလိမ့်မယ်။ဘုံကြီးဟာသူ့ရဲ့အစွမ်းနဲ့ချောင်းရည်ကိုခန်းချောက်အောင်လုလိုက်ပါတယ်။အခုဆိုအဲ့ဒီကြိမ်သာကအမြင်နဲ့အတွက်ပြောက်ွယ်သွားပါပြီ။အကိုခုနှစ်ယောက်လုံးနဲ့မင်းသမီးလေးကသူတို့နန်းတော်ကို ပြန်သွားကြပါတယ်။အားလုံးကလည်းသူတို့ကို ဝိုင်းဝန်းကြိုဆိုကြတယ်။နောက်ဆုံးမှာတော့ညီကိုခုနှစ်ယောက်နဲ့ညီမလေးဟာနန်းတော်ထဲမှာပဲပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါတယ်။ ီပုံမြင်လေးရဲ့ပေးတင်တဲ့သင်ခန်းစာကတော့တဘောအလုံးစာအတွက်ဆိုရင်မေတ္တာထက်ကြီးမားတဲ့လက်နက်မရှိသလိုမိသားစုထက်တန်မိုးကြီးတဲ့အဥ္စာဆိုတာလည်းမရှိဘူးဆိုတဲ့သင်ခန်းစာလေးကိုပေးသွားပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်။ပုံမြင်လေးကိုကြားနေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ပုံမြင်အသစ်တွေလည်းပြန်လာခဲ့ပါအောင်ရှင်။